လက်ဆောင်ဘတ်ကားတစီပေါ်မှာအဖိုးကြီးတရားပန်းလှလှတစီကန်လျက်လိုက်ပါလာသည်သူနှင့်လူသွားလမ်းချားလျက်တစ်ဖက်ထိုင်ကုန်မှာမိန်းကလေးတယောက်ထိုင်နေသည်ကောင်မလေးမျက်လုံးတွေကပန်းတွေစီပဲတရစ်ဝဲဝဲဖြစ်နေသည်ခဏနေတော့မှတ်တိုင်တိုင်မှာဘတ်ကားရက်သည အဖိုးကြီးကအလျင်စလိုချကပန်းစီကိုကောင်မလေးလက်ထဲထိုးထည့်သည်ယူပါကွာမင်းကြီးရတာပန်းသိပ်ချစ်ပုံရတယ်မင်းကိုပေးခဲ့တဲ့အကြောင်းသိရရင်အဘဇနီရလည်းဝမ်းသာမှာပါအဘသူ့ကိုပြောပြလိုက်ပါမယ်ကောင်မလေးပန်းစီကိုယူလိုက်ပြီးအဖိုးကြီးကားဖို့ကဆင်းသည့်ကိုလိုက်ကြည့်နေသည်ပက်စကာရဲ့တည်နေရာကတုတ်တန်တကားဝအနီမှာဖြစ်သည် တုတ်တန်နေသူအဖိုးကြီးဝင်သွားတာသူမြင်လိုက်ရသည်ဘာသာပြန်ဆိုသူဖေမြင့်မူရင်းအနက်ကဖ်ဤတကိပ်ပရှုတင်ဆက်သူစိတ်မြမြစင်လူချင်းမျိုးဤချင်းပင်နာစင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်